ဆရာသမားမိတ်ဆွေညီမင်္ဂလာပါခင်ဗျာဂရုထဲမှာရောက်ရှိနေတဲ့ဆရာသမားမိတ်ဆွေတွေအဖွဲ့ဝင်တွေအဖွဲ့အဖွဲ့သူအဖွဲ့သားတွေပေါ့နော်ကြိုဆိုပါရစေဆရာဆိုင်ဝမ်းနေနှွေးထွေးစွာကြိုဆိုပါရစေပေါ့နော်ဆရာတို့ခုမနေ့ဖြန်မှာစတင်တော့မယ်မဟာသမယတုတ်တော်တစ္ဆာရည်စင်ဒိဋ္ဌံချက်စင်နဲ့မဏိဇောတာဗလံများရဏနာဂါထာတော့ပြီးလို့ရှိရင်နတ်ဖွတ်ထားတဲ့ဂါထာ၁၀ခုပေါ့နော်အဲ့နတ်ဖွတ်ထားတဲ့ဂါထာ၁၀ခုကတိပီးသားလည်းရှိတယ်မတိမတိရသေးတဲ့လူတွေပါရင်ပါလိမ့်မယ်ပေါ့နော်အဲ့ဒီ၃ခုကိုဆရာတို့မနေ့ဖြန်တပြိုင်တည်းထဲဝင်မှာပေါ့နော်အချိန်ကတော့မတတ်မှတ်သာဘူးဆရာတို့ပေါ့နော် ဟုတ်ခဏလေးနော်ဆရာတို့အချိန်တော့မတတ်မှတ်ထားအောင်နော်ဆရာဆောင်းဝန်းတို့အချိန်ရတော့ကန့်တတ်မှတ်ထားအောင်ဘာလို့ဆိုအချိန်ကန့်တတ်လိုက်လို့ရှိရင်အချိန်မှန်နေရာမှန်အတန်မှန်လို့ဆရာဆောင်းဝန်းတို့အချိန်ကိုကန့်တတ်လိုက်လို့ရှိလို့ရှိရင်လိုက်နိုင်မှာမဟုတ်ဘူးအာအရန်ပြင်းသွားမယ်ဒိဋ္ဌံအရန်ပြင်းသွားမယ်အာပြင်းသွားမယ်ပေါ့နော်တော်တော်များများလိုက်နိုင်ကြမှာမဟုတ်ဘူးအရန်ပြင်းထန်သွားမယ်ပေါ့နော်အားကြီးသွားမယ်ဆိုတော့အချိန်ကိုတော့ဆရာမကတ်တတ်ထားဘူး sorry ထမင်းစားထားလို့လေတွေထွက်တယ်အဲ့တော့အချိန်ကတော့မိမိကြိုက်တဲ့အချိန်ဝင်လို့ရတယ်ဆရာသမားမိတ်ဆွေတွေနော်အချိန်ကတော့မိမိကြိုက်တဲ့အချိန်ဝင်လို့ရတယ်အချိန်ကတ်တတ်မထားဘူးအချိန်မှန်နေရာမှန်အတန်မှန်ဆိုအကုန်လုံးပြောင်းတတ်ကုန်လိမ့်မယ်ဝင်နိုင်မှာမဟုတ်ဘူးအဲ့တော့မိအောင်လိုက်မယ်ပြီးတော့ဆရာတခုမှကြားချင်တာကအာဒီအဋိဌာန်စဝင်တာ ਨੇ အဖြတ်တွေဘယ်လိုကြုံရလဲအောင်မြင်မှုတွေဘယ်လိုကြုံရလဲဆိုတာကိုလည်းဂရုတဲမှာ share share ပေးပါဝေးမြပေးပါ နော်အာ ကိုယ့်ရဲ့နာမည်လေးနဲ့မိတ်ဆက်ပြီးတော့ဗောနော်ကျွန်မကတော့မမဝါဖြစ်ပါတယ်ဘယ်မျိုးမှနေပါတယ်အသက်ဘယ်လောက်ပါဆရာကဘယ်ချိန်ကနေစသပြီးတော့မှဘလို့ဝင်လိုက်ပါဝင်ရောက်လာတာဖြစ်ပါတယ်အဖက်ကတော့ဘလို့နေကြုံတွေ့ရပါတယ်စာနဲ့ပဲပြောပြောအခုဆရာလိုမျိုးဗီဒီယိုလေးနဲ့ပဲရိုက်ပြီးတော့ပဲတင်တင်ဗီဒီယိုဆိုရင်တော့ပိုကောင်းတာဗောတက်တည်ခံချက်ကလေးဗောနော်ဗီဒီယိုရိုက်တယ်လို့ဆရာလိုမျိုးဗီဒီယိုလေးရိုက်ပြီးတော့ပြောပြရင်တော့ပိုကောင်းတာဗောဗီဒီယိုလေးပဲတင်တင်စာလေးပဲတင်တင်အဆက်ပြေးတယ် စာပဲရေးတင်တယ်ဗီဒီယိုကတော့ပို့လဲမြန်တယ်ပို့လဲထိရောက်တယ်ပို့အဆင်ပြေတာပေါ့နော်အဲ့တော့ဗီဒီယိုလေးရိုက်ပြီးပြပြောပြီးတော့ပို့ကောင်းတာပေါ့နော်အဲ့တော့ဆရာတို့မနေ့ပြန်စဝင်တဲ့အချိန်ကနေစပြီးတော့မှဆရာတို့တောက်လျှောက်အတူတူသွားမှာနော်မရက်မနာနဲ့အတူတူဝင်ကြမှာဖြစ်တယ်အဲ့တော့ဘလို့အောင်မြင်မှုတွေကြုံတာလဲဘလို့အဖြတ်အစည်းတွေကြုံတယ်ဘလို့အတိုက်ခတ်တွေကြုံတယ်ဆိုတာဝင်မြပေးပါဂရုတဲမှာဝင်မြပေးပါ ဗီဒီယိုလေးရိုက်ရဲတယ်ဆိုတော့ပိုကောင်းတယ်။မရိုက်ရဲဘူးဆိုရင်ထားပါစာပဲတင်ပေးလို့ရပါတယ်နော်။အတွေ့အကြုံတွေ share လေးလုပ်ပေးပါ။အဲ့တော့ဘလို့စဝင်ရမလဲဆိုတဲ့ပုံစံကိုဆရာဗီဒီယိုရိုက်ပေးပါမယ်။နော်။ဆရာဗီဒီယိုတင်ပေးပါမယ်။ဘလို့စလုပ်ရမလဲဆိုဆရာလည်းတင်တဲ့အလဲတက်အပြည့်ဆိုတင်တဲ့တစ်ဖက်နဲ့စနေတနင်္ဂနွေဆိုဆရာဆိုင်ဝမ်းကဆရာကြီးဥက္ကမောင်တန်းရဲ့တင်တဲ့တနင်္ဂနွေတက်တာ။စနေစနေတနင်္ဂနွေဆိုမအားဘူးပေါ့နော်။အဲ့တော့အချိန်လုပြီးတော့မှဒီမှာဗီဒီယိုရိုက်ရတယ်ပေါ့နော်။ဒီမှာဇောင်းအောင်ဖွင့်ထားပြီ။ အဲအဲ့လိုမျိုးပေါ့နော်အဲ့တော့အသေးစိတ်တင်ပေးမယ်ဘလို့ဘလို့ဝင်ရတယ်ဆိုတော့ဆရာအသေးစိတ်တင်ပေးမယ်ပေါ့နော်ဟုတ်အဲ့တော့ဒီဗီဒီယိုလေးကတော့အဲအောင်မြင်မှုတွေကိုလည်း report တင်ပေးပါအတိုက်အခိုက်တွေကိုလည်း report တင်ပေးပါနော်သိကျင်တယ်နော်ကျွန်တော်ကျမကတော့ဘယ်ရပါဘယ်မျိုးရပါအသက်ဘယ်လောက်ပါဆရာကဘယ်ချိန်ကနေစတင်ပြီးတော့မှဘလို့အဋ္ဌထံဝင်ရောက်လာတာဖြစ်ပါလဲဆိုတော့ကိုတင်ပေးပါနော်အဲ့တော့နောက်ဗီဒီယိုမှာဆရာကအဋ္ဌထံဝင်တဲ့ပုံစံဘလို့ဘလို့ဝင်ရတယ်ဆိုတော့ဆရာပြောပြပေးမယ်နော် ကျေးဇူးပါနော်ဝင်ရောက်ကြတဲ့တယောက်ချင်းစီတောင်ကျေးဇူးတင်ပါတယ်မင်္ဂလာပါဆရာကိုစောင်းဝမ်းပါဗေဒင်နဲ့ကြားမြင်ပါလိမ့်မယ်ရှင်ပါဆရာစီမှာဗေဒင်ဖုန်းကင်တင်လို့ရပါတယ်နော်ဖုန်းနံပါတ်ဆက်ဆေးခြင်းနဲ့ဆိုလည်းရပါတယ်ဖုန်းဓာတာဆက်ဆေးပြီးတော့မှဖုန်းကတ်ဝယ်ယူခြင်းနဲ့တွက်ချက်မှာယူခြင်းနဲ့ဆိုလည်းရပါတယ်เนาะအဲ့တော့ဆရာတို့တရက်နေ့မှာပေါ့เนาะလာမဲ့တရက်နေ့မှာဆရာတို့၁၂လပိုင်းတရက်နေ့မှာမဟာသမယတုတ်တော်တစ္ဆာရေစင်ဒိဋ္ဌံကျင့်စဉ်နဲ့မဏိဇောတာပရမညာယရဏကာထာတော်နဲ့ ဂါနတ်ဖွတ်ထားတဲ့ဂါထာကြီးအစွမ်းထက်ဂါထာကြီး၁၀ခုเนาะအဲ့ဒီအုံမျိုးကိုဆရာတို့တင်ထားလုံးပေါ့เนาะဆရာတပည့်တွေတင်ထားလုံးပေါ့เนาะအဋိဌံစတင်ဝင်ရောက်มาဖြစ်ပါတယ်ပြီးတော့မွင်းနေ့တိုင်းတတ်တတ်လွတ်စားมาပေါ့เนาะနေ့တိုင်းစားရင်အခက်ခဲရှိတဲ့အတွက်ထိုင်းနိုင်ငံမှာတတ်တတ်လွတ်စားလို့ရှိရင်အရန်အခက်ခဲရှိရေပေါ့เนาะစားကြမရှိဘူးပေါ့เนาะအဲ့ဒီအတွက်ကြောင့်မလို့အဲမွင်းနေ့တိုင်းတတ်တတ်လွတ်စားမယ်ပေါ့เนาะတတ်တတ်လွတ်ကိုတော့မွင်းနေ့တိုင်းစားမယ်အဲ့လိုစီစဉ်ထားရတယ်ပေါ့เนาะအဲ့တော့ အဲ့တော့ဓမ္မမိတ်ဆွေများပဋ္ဌာန်းဆက်များညီကောင်မများပေါ့နော်ဆရာနဲ့အတူတူလိုက်ပါဝင်ကျင်နေဆရာကြီးအတူတူကျမတို့ကျွန်တော်တို့လည်းဆွဲခေါ်ပါအောင်ကျမတို့လည်းဆွဲခေါ်ပါအောင်ဆိုတော့ပဋ္ဌာန်းဆက်ကြီးဆရာဆွဲခေါ်ကျင်ပါတယ်နော်ကွန်မန့်လေးမှာနော်စာတော့ကျမကိုခေါ်ပါကျွန်တော်ကိုခေါ်ပါလို့ရေးခဲ့တာပဲဖြစ်ဖြစ်ဆရာကို Messenger မှာဆက်သွယ်တာပဲဖြစ်ဖြစ်ဆက်သွယ်လို့ရပါတယ်ဆရာဂရုလေးထောင်ထားပေးပါမယ်ဂရုထဲမှာ เนาะအောင်မြင်ခြင်းဒီအတိုက်ခိုက်ဒီအကုန်လုံးဝေးများလို့ရပါတယ်ရင်ဖွင့်လို့ရပါတယ်ဝေးများလို့ရပါတယ်ဝေးများနိုင်ပါတယ်ဗောနော်ဆရာဖိတ်ခေါ်ပါတယ်เนาะဆရာ